။ညီလေးညီကောင်းလေးပါမယ်။ညီကောင်းပါတယ်။အာညီညီကောင်းလား။အာကောင်းတယ်ကောင်းတယ်ညီကောင်းတယ်။မတွေ့ရမတွေ့ရကြာ။အဲဟုတ်တယ်နော်။ဟာဟိုတယ်ရောက်ပြီလား Fighter တဲတဲ့ဟိုတယ်ရောက်ပြီလားညီ။အာမနေ့ပြန်အာမနေ့ပြန် Vegas မှာတွေ့မယ်။အော်မတွေ့ရသေးဘူးပေါ့။မတွေ့ရသေးဘူး။ဟုတ်ပြီ။ဟိုလေညီဟိုညီ interview တွေလည်းအများကြီးဖြေရတာဆိုမေးခွန်းနဲ့ထက်နေပြီပေါ့နော်။ အဲ့တော့မထက်အောင်တော့ကိုလည်းစူးစမ်းပြီးတော့ပြင်ဆင်ထားတယ်ပေါ့နော်အဲ့လိုအဲ့လိုကြောင့်မြန်မာလူမေးရင်အဆင်ပြေလားညီအာပြည်ရပြည်ရအာကျွန်တော်မဖြစ်တဲ့ဘူးဆိုရင်အင်္ဂလိပ်လိုပြောမှာ Okay 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 အဲ့တော့ဒီလက်ရှိ flyweight တန်းရဲ့ UFC stat တွေကိုကြည့်လိုက်တော့ပေါ့နော် Recording in progress လက်ရှိ flyweight တန်းရဲ့ဒီ UFC ရဲ့ step တွေကိုကြည့်လိုက်တော့ကြတော့ Pando Pando ကြောင့်နဲ့ရင်ဆိုင်ခဲ့တဲ့ Kain Carafran ကအမြင့်ဆုံးရှိတယ်80 84%လောက် takedown defense ရှိတယ်ငါညီကဒုတိယနေရာမှာ81%ရှိတယ်အဲ့တော့အဲနောက်ဆုံးကစားတဲ့ပွဲမှာ Kain Carafran တောင်းမဲ့နဲ့ Pando ကြောင့်ရဲ့ takedown ကိုတစ်ခါမှ defend မလုပ်သွားနိုင်ဘူးပေါ့နော်အဲ့တော့ဒုတိယနေရာမှာရှိတဲ့ငါညီကအဲ့ Pando ကြောင့်ရဲ့အဲ့ takedown တွေကိုဘယ်လိုပုံစံမျိုး defend လုပ်ဖို့စိတ်ကူးရှိလဲ ပထမပထမအပထမကျောင်းကတော့သူက Joshua မဟုတ်ဘူးလေ Okay အဲပြင်ကျွန်တော်ကအာ respect respect လေးပေးရတာပမဲ့အာလို့ပြောမလားကျွန်တော်ကျွန်တော်ကျွန်တော်5 star 5 star နဲ့သူကိုထိုးမယ်အာတော့တခြား star နဲ့မထိုးဘူးလေဟုတ် အဲတဘောကဒီသူသူသူဟိုကိုင်းကာရာဖရန်ကစားတော့တဲ့ပုံစံမျိုးလည်းညီတုံးမှာမဟုတ်ညီရဲ့စတိုင်မှာသူတိတ်တောင်းဟိုအားထုတ်လို့မရအောင်ကိုယ့်အနေနဲ့ကိုယ် plan နဲ့ကိုရှိပြီးသားအဲ့လိုပုံစံမျိုးလားညီအဲဟုတ်တယ်အာကိုင်းကာရာဖရန်ကအာပင်တိုဂျာကအရင်ကောင်းတဲ့ grappler နော်အဲအဲ့ဒါကြောင့်ကိုင်းကာရာဖရန်ကသူ့ကိုအာကြောက်လေလို့ထင်တယ်သူက you know အာအရင် take down ဖြစ်မယ်ဆိုလို့သူအရင်ကြောက်တယ်ကျွန်တော်ဆိုရင် ကျွန်တော်ဆိုရင်အဲ့လိုမဖြစ်ဘူးလေသူကကျွန်တော်ကို uh, you know, so uh, mm -hmm. take down လောက်ဝင်ကျွန်တော်အာ mm -hmm. you know, uh, like မတရအောင်ကျွန်တော်ကျူးစမယ် I don't know အဲ့ကျွန်တော်ကသူ uh, take down ကိုမကြောက်ဘူးလေသူ take right. down သူကကျွန်တော်ကို you know, we'll take down if you take me down i'm gonna get back up and then you know we going to start working and things like this so got it ဒါတော့ဟိုအဆိုးတဲ့ဘက်ကပေါ့အကောင်းတဲ့ဘက်ကပြန်ကြည့်မယ်ဆိုရင်ဒီပန်တိုကြဲတိတ်တောင်လောက်တာတော့လောက်တာပဲဒါပေမဲ့ accuracy ဘိုင်းကသူကအရင်ကြီးကောင်းတဲ့ fighter မဟုတ်ဘူးပေါ့နော်တနည်းပြောရင်တိတ်တောင်တော့သူတားယူတယ်တိတ်တောင်ယူတဲ့နေရာမှာတက်တက်ရဲ့အရင်ကြီးရှိတဲ့ fighter မျိုးမဟုတ်ဘူးပေါ့နော် UFC က stat တွေကိုပြောမယ်ဆိုရင်တိတ်တောင်ယူဖို့ accuracy အများဆုံး fighter က Cody Tarden ပေါ့နော် ကိုဒီတာတောင်မနဲ့ငါညီကိုရအောင်မလဲနိုင်ဘူးသူစပြီးကြတဲ့ဝင်ပြီးလုံးတယ်အဲ့တော့တိတ်တောင်း accuracy အမြင့်ဆုံး fighter တောင်ငါညီကိုရအောင်မလဲနိုင်ဘူးဆိုတော့ငါညီအနေနဲ့ဘယ်လောက်ထိယုံကြည်ချက်ရှိလဲပေါ့နော်ပန်ဒိုဂျာကိုရင်ဆိုင်ဖို့အတွက်ကျွန်တော်ကျွန်တော်ကကျွန်တော်ကိုအမေရန်ယုံကြည်ရှိတယ်အာသူနဲ့ပန်ဒိုဂျာနဲ့အာကိုရီဒိုရင်ကလည်းအာသူတို့ fight fight style ကလည်းမတူဘူးလေဒါပေမဲ့သူတို့ teammate teammate ဖြစ်တယ်ဟုတ်တယ်အဲ uh era trying know uh you know like uh you know what i mean they have to be some kind of like the mm -hmm. same because they training partner and things mm -hmm. like that so you know um but <clears throat> it doesn't mean nothing you know it, it, doesn't mean nothing because you know now i'm fighting pentoja i'm not fighting cody durden so mm-hmm. um yes okay အဲ့တော့ညီရဲ့အဲမေးခွန်းပြန်ကောက်အောင်မယ်ဆိုရင်ပေါ့နော်အဲ ဖန်တိုဂျာတို့ကိုရီတာရန်တို့ဇူမာကူလော့တို့ညီရက်ဒီအမေရိကန်တော့ပ်တင်းပေါ်တော့ကဘာကျော်ဂျင်ကဖိုက်တာတွေနဲ့ဆက်တိုက်ရင်ဆိုင်ခဲ့ရတယ်အကုန်လုံးလည်းအောင်ပွဲခံခဲ့တယ်အခုဖန်တိုဂျာကလည်းအမေရိကန်တော့ပ်တင်းကပဲပေါ့နော်အဲ့တော့ရှေ့ရက်ပွဲတွေတော့ငါညီကအောင်ပွဲခံခဲ့ပြီပေါ့နော်ညီစိတ်ထဲမှာသူတို့နီးပြတွေကြာငါညီနဲ့ပတ်သက်တဲ့ information တွေအများကြီးရသွားပြီလို့ထင်ထားလားညီအဲသူတို့သူအာသူတို့အနီးပြတွေကကျွန်တော်ကိုအာကျွန်တော်ထင်တာကသူတို့အာ homework ရန်လောက်ရလို့ကျွန်တော်ထင်တော့ဘာဖြစ်လို့လဲဆိုတော့ that's back to back three times you sure, know sure sure um, sure sure so uh သူတို့ homework ကိုအရင်လောက်ရလောက်ကျွန်တော်ထင်တယ်ဒါပေမဲ့ကျွန်တော်ကျွန်တော်တို့ကလည်းသူတို့ကိုတုံတုံရုပ်ပဲထိုးထိုးမယ်ဆိုတော့ကျွန်တော်ဆရာကျွန်တော်အနည်းပြတော့ကအာ homework လောက်ရလေအဲ့ဒါကြောင့်အာကျွန်တော်ကျွန်တော်အာ work ကိုကျွန်တော်အရင်ယုံကြည်တယ် okay အဲ့တော့ ငါကြီးရဲ့ဒီ interview တွေမှာပေါ့ငါကြီးကဟိုကိုယ့်ရဲ့ fight style နဲ့ထတ်တူကြတဲ့ပြတ်တရန်ကိုဒါသဘောကျတယ်ဆိုပြီးအများအားပြောခဲ့တယ်ပေါ့နော်အဲ့တော့ပြတ်တရန်ကိုသဘောကျတယ်လို့အချိန်ပေါင်းများစွာပြောခဲ့တဲ့တိုင်အောင် same cut တစ်ခုထဲမှာတစ်ခါမှမထိုးဘူးသေးဘူးပေါ့နော်ဒီပွဲတော့ပြတ်တရန်နဲ့ငါကြီးနဲ့တကယ်ခေါင်းပွဲကြီးနေရာမှာထိုးရမယ်ပေါ့နော်အဲ့တော့ပြတ်တရန်နဲ့တွေ့ရင်ဘယ်လိုပုံစံမျိုးမိတ်ဆက်ဖြစ်မလဲဘယ်လိုပုံစံမျိုးစကားပြောပြမလဲငါတစ်ချက်လောက် ကျွန်တော်လည်းမသိသေးဘူးကျွန်တော်အာသူသူနဲ့တွေ့တာအဲတွေ့မှာဆိုတော့ကျွန်တော်အရင်အ exciting ပဲလေအာကျွန်တော်ဘာလို့မလဲမသိသေးဘူးဒါပေမဲ့ကျွန်တော်သူ့ကိုအာစကားစကားလို့ like တခုလို့ပြောမယ်လို့ကျွန်တော်ထင်အဲ okay ဟိုငါညီရည်ဒီ UFC fighter ဘောကပထမဆုံးကလကဖွင့်ပွဲက next week က UFC fight night ပြိုင်ပွဲမှာထိုးခဲ့ရတာပေါ့နော်အဲပွဲတော့ငါညီရည်က အဲပရီလန်ကောင်းစင်အောက်ကနေထိုးရတယ်။အဲ့ဒီပွဲတုန်းကကိုမိန်ပွဲထိုးခဲ့တဲ့ဖိုက်တာကမေစီပါပါပေါ့။အခုအခုအနေထားတွေကပြောင်းပြန်ပြောင်းသွားပြီမနော်။ဒီတစ်ခါအဲ့ဒီပွဲကတော့မေစီပါပါနဲ့ငါညီပထမဆုံးစိမ့်ကတ်ထိုးတယ်။ဒီတစ်ခါဒုတိယမြောက်ပြန်ပြီးစိမ့်ကတ်ပြန်ကြရပါတော့။အဲ့လိုပြန်ကြတဲ့အနေထားငါညီကကိုမိန်ပွဲဖြစ်သွားတယ်။မေစီပါပါဖီလန်ကောင်းစင်ဖြစ်သွားတယ်။အဲ့တော့ငါညီတို့နှစ်ယောက်ပြန်တွေ့တဲ့အချိန်မှာဘယ်လိုဖြစ်မလဲ။

အခုဒီဒီဘက်မှာပေါ့နော်ဖေမွန်ဆာဘူခုခုဆိုတော့ကျွန်တော်ဘာမှအဖေမွန်ဆာဘူကျွန်တော်ကန်ထရီကတော့ချစ်တူလို့ပဲဖေမွန်ဆာဘူပန်တို့ကြပဲခေါင်းထဲမှာရှိနေတယ်ပေါ့ဟုတ်တယ်ဟုတ်တယ်အဲ့တော့ဒီဘွဲမှာစောင့်ကြည့်နေရတာပေါ့တနိုင်ငံလုံးပေါ့နော်ကိုရိုကိုရိုပါဝင်ပေါ့နော်ဟို promotion ဘက်ကလည်းငါညီရဲ့ video တွေကိုတော်တော်ကြီးကို promote လုပ်တယ်ပေါ့နော်ဒီ countdown ကနေစပြီးတော့အခု embedded episode 1ထိပေါ့နော်သူတို့ social platform တွေပေါ်မှာ ဟိုတင်တဲ့ဟာ main cat ခေါင်းဆောင်က fighter တွေထက်ငါကြီးရဲ့အကြောင်းအရာတွေပဲပုံများတယ်ပေါ့နော် YouTube မှာဖြစ်ဖြစ် Twitter မှာဖြစ်ဖြစ်တို့တပြင် Facebook ပေါ်မှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့ငါကြီးကတကဘာလုံးကဝင်းရံလာပြီကိုလို့ဆိုလည်းအခုအာရှတင်သမားတွေတော်တော်များများဟိုငါညီဘက်ကပဲအကုန်လုံးဝင်းရံထားကြရပေါ့နော်ဟိုဘသူတွေပါပဲပြောပြောကိုကိုကိုဖိုင်တာကိုဒေတာလိုပဲဝင်းရံကြတော့ဘလို့ဝင်းရံတဲ့ပြိတ်သက်တွေအတွက်ငါညီတရင်စကားလေးပြောပြပါဦးနိ အဟုတ်ကဲ့အဟုတ်ကဲ့ကျွန်တော်အာ Asian Asian fan တွေနဲ့ support ကကျွန်တော်အာအရင်ကုန်ယူပါတယ်လေအာပြီးရင်ပြီးရင်အာကျွန်တော်ကျွန်တော်အခြေဆုံးကတော့အာဒီဒီကဘာလုံးကမြန်မာကိုတီးဆေးဖို့လို့ကျွန်တော်ကျွန်တော်အာဂျူဆာဖို့အာဂျူဆာမှုကအဲ့ဒါပဲလေဘာဖြစ်လို့လဲဆိုတော့အာကဘာကမြန်မာမြန်မာမြန်မာလည်းမပြောတတ်ဘူးလေကျွန်တော် Turo, uh, Turo, like, where you from? You know, I'd be like, Myanmar. And they was like, you know, where is that? And then the thing is, uh, Asian Myanmar, like, even the Asian people don't know Myanmar. You know what mm -hmm. I mean? Like, we got a couple of Philippines guys that don't know Myanmar, Cambodians guy. Like, I'm like, but we literally neighbors, like, you know? Really? Yeah. What? You know what I mean? Some people know it, some people don't. You know mm -hmm. what I mean? So mm -hmm. it's like my my whole goal is to 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 let the world know, you mm -hmm. know, that uh, uh, what Myanmar is and People, people think you know. You guys are a small country, this and that. I was like, no, we're not small, bro. We got like what fifty six million people. You know <laughs> yeah, what I mean? Yeah, we, not, yeah, we yeah, not, we not that small. You know yeah, what I mean? Yeah. We, are a big country. It's just we haven't had the, the opportunity to show the world what what we made of. You know mm -hmm. what I mean? So this me getting the belt will be the first step Good. and then uh you know i mean the young the younger generation will rise yeah. and then you know the whole world will notice know, know yes. Us. so that's that's my main goal right now yes i think uh ufc also catched your idea that's why they promote your fight a lot this time including Myanmar Flash and also you have mentioned Myanmar once. a lot of time, including uh, UFC I uh, mentioned you are Myanmar Bone 70 like you feel like this this is they are promoting Myanmar in the right way. We... Yeah, and not only that, it's because of my fighting styles and the new phase Correct. in the Correct. in the division too. You know what I mean? Uh, because you know when you have a dominant champion like Pantoja, is boring. You know what <laughs> I'm saying? Like I'm not saying he's boring, but I'm saying like he's just the same champion over sure, and sure. over. They just want to see a new phase, you know? Sure, sure, sure. So uh, that's why a lot of people are very excited for this matchup because all the people that he beat, he already beat them twice sure, or something. Sure, you know sure, what I sure. mean? So I'm the first guy he's gonna fight. So this is the first time he's gonna fight me. So you know what I mean? Uh, it's gonna be different. Okay. So go go go. Now you have a palauti youngji mu kai kai mama ya kai no abi si le ni. Now so ni na bo. Ah, you know, you know, 100 percent youngji mu si la. You know, uh, mm -hmm. table, you know, tu go um. Don't round tema. You know, go uh, tu go knock out man. โอเคကျေးဇူးပါညီလေးဖြေးချပြီးတော့ကျေးဇူးပါဟုတ်ကဲ့ Hey my fans you know uh UFC 323မှာကျွန်တော်ထိုးတော့မယ်အာ Canon Plus မှာကြည့်လို့ရပါတယ်အလုံးကျွန်တော်အာအပီရက်တော့ကျွန်တော်အရင်ဝင်တာပါတယ်နောက်မှတွေ့မယ်နော်